ဖတ်တီမတယောက်စီဗီနေစီကမျက်မှောက်ကြိုးချင်းခံနေရရင်ကဲပရိသတ်ကြီးတို့ဤတမ်းများသည့်ချင်းမောင်းတစ်ခုကနိုင်ငံကျော်သွားတဲ့အထိလူတွေအားလုံးရဲ့ပစက်ဖျားတွေမှာမချနိုင်ဖြစ်ရတယ်ဆိုတာမျိုးကိုစဉ်းစားတော့မှမစဉ်းစားဘူးပဲမိဖတ်တီမရဲ့တမ်းများသည့်တော့ကတော့လူရင်းစားအားလုံးရဲ့ကြားထဲမှာအတော်လေးနမည်ကြီးခဲ့ရတယ်လို့ပြောရမှာပါသူမရဲ့တမ်းများသည့်တုတ်ကြောင့်မင်းမန်းလေးရောက်ပြီဆိုတာနဲ့မဖြစ်မနေဝေးစားကိုစားရမယ်ဆိုတဲ့စိတ်မျိုးနဲ့တန်းစီပြီးတော့စောင့်ဝင်ရတဲ့အထိအတော်လေးနမည်ကြီးခဲ့တယ်လို့ပြောရပါမယ်။ဒါပေမဲ့လည်းဘဝဆိုတာ အချို့တလေခါတလေဆိုတဲ့အတိုင်းဖတိမရဲ့တမယာတိရောင်းချခွင့်ဟာလုံးဝကိုမပိတ်သိခံလိုက်ရပါပြီ။တမယာတိချက်မောင်းရှောင်းတာဟာပေါ့ပေါ့ပါပါတခါလောက်စီဝိုင်းဖြစ်တာမလို့ထုတ်ကုန်ကြီးတွေလို့ FDA မလို့ပို့ဆိုပေးမယ်လေ။ရောင်းဟန်လို့လို့မြမိုးကျိုးသွားခဲ့ရတဲ့စီပင်ကတော့ FDA ထောက်ကန်ချက်မရရင်တရားနာလေးရောင်းခွင့်မရှိသလိုအိမ်မလေးလုံးဝရောင်းခွင့်မရှိဘူးဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတော့တယ်။ ဆိုတော့ဗတ်တီမာရဲ့လက်ရာကိုမမီးမဆက်လိုက်ရသေးတဲ့သူတွေအတွက်ကတော့အတော်လေးကုန်မဝမ်းနည်းစရာဖြစ်ခဲ့ပြီးတမယာတိတော့ရောင်းတာခါလဲတကယ်ပဲ FDA လွယ်နေရလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်အဘိနောက်ဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်